အင်္ဂါသားမီးများတွင်အခုဖြတ်သန်းဝင်ရပါမယ်အော်တိုဘာလာ တလတာရဲ့ကကြမအခြေအနေအကောင်းဆိုးလေးတွေကိုဒါပြပြဆုံးဆုံးလေးကျွန်တော်ဟောပြောပေးပါပဲဖြစ်ပါတယ်အင်္ဂါသားမီးများကဒီခုဖြတ်သန်းဝင်ရောက်မဲ့တလတာကာလာတော်အတွင်းမှာ အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အလွန်တရာဖို့ကောင်းမွန်တိုးတက်မှုတွေရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းသစ်တွေစတင်လုပ်ကိုင်ဆောင်ရွက်ထားတို့လက်ရှိလုပ်ငန်းကိုတိုးချဲ့တာတို့ပြင်ဆင်တာတို့ပြောင်းလဲတာတို့စတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေတတ်ပါတယ်။နောက်အလုံးမှာချီးမွမ်းခံရတာတို့ဂုံပြုခံရတာတို့အလုံးမှာနေရာကောင်းကြသွားတာတို့ရစတဲ့အခြေအနေကောင်းတွေကိုလည်းပဲ ကြုံတွေ့ရနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီတွေကိုရရှိစေတတ်တယ်လို့နောက်ဒီကာလာတော်တွင်မှာအိုးအိမ်ကိစ္စနေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲအဆင်ပြေတတ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့အရေးကိစ္စတွေမှာလည်းပဲအဆင်ပြေမှုတွေကို များသောအားဖြင့်ရရှိစေလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းပဲဖြစ်ပါတယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အရေးကိစ္စတွေမှာလည်းပဲများသောအားဖြင့်အဆင်ပြေတတ်ပါတယ်လူများရဲ့ချစ်ခင်မှုယုံကြည်မှုတွေကိုရရှိစေတတ်တယ်အဲတခြားသူတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေတတ်တယ်လို့တွေ့ရပါတယ်ဒါအပြင်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအလွန်ကောင်းမွန်စေတဲ့တာတလာပဲ ဖြစ်စေတယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဆာမွဲကိစ္စတွေရှိရင်အခြေအနေကောင်းတယ်ရလက်ကောင်းမယ်ပေါ့နော်တခြားတင်နန်းကိစ္စတို့ကြောင်းကိစ္စတို့အားလုံးအဆင်ပြေနိုင်တဲ့အခြေအနေမျိုးတွေမှာရှိပါတယ်အဲ့တော့မိကောင်းစေကောင်းနေနဲ့စုံတွေ့ရတတ်တဲ့ဆရာသမားလို့ပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရှားတတ်ပါတယ်ဂယုဆိုင်ရမယ်ဆိုတဲ့အရေးတွေထဲမှာ ကျမ်းမာရေးကိစ္စတွေပါပါတယ်နေထိုင်မကောင်းဖြစ်တတ်တယ်မကျမ်းမာမှဖြစ်တတ်တယ်အလိုလိုနေရင်လည်းကျမ်းမာရေးကခြူချာခြင်းတွေတလိုမျိုးကိုဖြစ်တတ်တယ်ဆိုတာကိုတစ်ချက်တွေ့ရပါတယ်နောက်တစ်ခုကတော့ငွေကြေးပိုင်းမှာငွေကုန်ကြေးကြတွေတအားများတတ်တဲ့လာတလာလို့ပြောရမှာပဲငွေကြေးပိုင်းကလက်ပိတ်နေတလိုမျိုးလည်းဖြစ်တတ်ပါတယ်အဲ့တော့ဒီချိန်မှာအဲလုပ်ငန်းခိုင်ခံနေတဲ့ဟိုပဲရင်းနှီးမှုပြုပြီးတော့ငွေတွေထပ်ထည့်ရတာပဲဖြစ်ဖြစ်တခြားပေးရခံရတာပြုရတာတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ဘလို့အကြောင်းမျိုးတွေကြောင့်မဖြစ်ဖြစ်ပတ်စံတွေတအားထွက်အောင်မဲ့ဒါလာတလာကိုဖြတ်တန်းရတာပဲဖြစ်ပါတယ်။နောက်ထပ်အစီအမပြေမှုတွေကတော့ခရီးကိစ္စတွေပါ။အဲ့တော့ခရီးသွားလာမှုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာအနည်းငယ်များဆိုသလိုအစီအမပြေမှုလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။နောက်ထပ်မှားကျင်တာကတော့စကားကြောင့်အမားလေးတွေမဖြစ်ရလေအောင်လည်းပဲ နည်းနည်းကယူဆိုင်ဖို့လိုပါတယ်အမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးပြောဆိုဖြေရှင်းရမယ့်ကိစ္စရမျိုးလေးတွေဖြစ်ပေါ်စေတတ်တယ်အဲ့တော့အလားကတော့အကောင်အဆိုးအနေနဲ့ကတော့စိတ်အထွေအထူးကြီးတော့ပြောစရာရဲ့လို့မရှိပါဘူးခင်ဗျာအဲ့တော့အားလုံးကိုချုပ်ဝင်ပြီးကြည့်မယ်ဆိုရင်အင်္ဂါသားမိများက ကောင်းလာတယ်လည်းရှိသလိုအဆိုးအညံ့လေးတွေလည်းပဲရှိနိုင်ပါတယ်အထူးသဖြင့်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေတို့နော်